နောက်မေကွန်စာတော်ပြတာတာသမီးတွေပေါ်မှာထားတဲ့အပူတွေရော့သွားအောင်ဘလို့နီးနဲ့နေရမလဲဗျာတဲ့တာသမီးတွေပေါ်မှာထားတဲ့အပူတွေရော့သွားအောင်ဘလို့နီးနဲ့နေရမလဲဒါရောနေတော့မနဲ့တိကာကြတော့ခေါ်တယ်တင်းတင်းလျှောက်ပက်တဲ့နှလုံးသွင်းနဲ့နေရမယ်ပေါ့ဘုန်းကြီးတို့ဒကာနမတွေဒါပြမဲဆိုတရားပင်နဲ့ပါရှိတာလေပြမဲဆိုတရား၄ပါ၄ပါ၄ပါပါလေဆိုတော့မေတ္တာဟောတကရုဏာမုဒိတာဥပေက္ခာ ဖိနှုတ်မြန်မာတွေဒါဗုဒ္ဓဘာသာဝင်တွေဒါပြမစိုးတရား၄ပါးဒါမသိရသူမရှိတလို့ပဲမိဘတွေအားသာသမီတွေပုံမှန်မေတ္တာထားတယ်ပြသာသမီတွေဒုက္ခရောက်ရင်ဒါကုညီကယ်တင်ပေးတယ်ဒါကရုဏာဟုတ်လားတနာပြီးတော့ဟုတ်တယ်ကရုဏာရဲ့အဓိပ္ပာယ်ကဟုတ်လားဟုတ်လားတနာခြင်းဆိုတာလူတိုင်းသိတယ်နားလေတယ်အဓိပ္ပာယ်အဓိပ္ပာယ်ပြည့်စုံတော့သူကကုညီဆောင်ရှောက်ကယ်တင်တာနော်ဒုက္ခရောက်နေတဲ့တတ်တော့ကယ်တင်ပေးခြင်းနဲ့စိတ်ကုညီပေးခြင်းနဲ့စိတ် နော်အဲ့ဒါဘုရားဟိုဒါကရုဏာလို့နားလည်ရမုဒိတာဆိုတာကကိုသားသမီးတွေသမဝေရအောင်နဲ့လောက်ကိုင်းနဲ့ဆင်ပြေတဲ့ကြမ်းမာတယ်ဆိုရင်ဒါမိပါတယ်စိတ်ချမ်းသာပျော်တယ်အဲ့ဒါကမုဒိတာဝမ်းမြောက်တယ်ပေါ့ဗျာဟုတ်ပြီနော်မေတ္တာကရုဏာမုဒိတာမှာဒီ၃ခုကတော့မိဘတော်တော်များများပြည့်စုံပါတယ်မိဘတွေအများစုလိုအပ်နေတာကနောက်ဆုံးဥပိ္ပခာပဲနော်ဘာလိုအပ်တာလဲ လစ်လျူရှုခြင်းမဟုတ်ဘူးဥပေက္ခရဲ့အနေအထိပ္ပယ်ကအညီအမျှရှုခြင်းတဲ့ဘာလဲလဲဥပေက္ခရဲ့အထိပ္ပယ်သည်အညီအမျှရှုခြင်းဘာအညီအမျှရှုခြင်းလဲဆိုတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ညီညီမျှမျှနေတာပြောလို့တာကသာသမီတွေပေါ်မှာမိဘတွေရဲ့မေတ္တာကိုနားလည်အကယ်တော့ကောင်းတာကသာသမီတွေကိုချစ်တယ်ဆိုတော့အလွယ်သုံးကြတာပေါ့လောကလောကစကားလीမန်းတော့ချစ်တယ်ဆိုတဲ့စကားလုံးတဲ့ လေးနဲ့ပြီးအတိတ်ပဲရှိတာမေတ္တာထားတာပေါ့နော်မေတ္တာရဲ့အတိတ်ပဲဒီသူတစ်ပါးကောင်းချိုးလိုလားတော့စိတ်ကိုတာသမီးတွေပေါ်မှာမိဘတွေရဲ့မေတ္တာမေတ္တာနဲ့နားလေမေတ္တာထားတယ်ဒီလိုမေတ္တာထားတဲ့အခါကိုတာသမီးတွေအဆင်မပြေဘူးတာသမီးတွေတော့စိတ်ပူပြီးစိုးရိမ်နေရတယ်ဆိုတော့ဗာပူပင်မှုတွေဖြစ်အောင်ပြီးတော့တချို့တာသမီးတွေကမိဘတွေဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်လား တချို့လဲစိုးတယ်မိဘစကားနားမလို့ဒီလိုမျိုးတွေဖြစ်တဲ့အခါမိဘတွေမှာစိတ်တွေပူရတယ်စိတ်တွေတိုးရတယ်ဒီလိုမဖြစ်ဘူးလားဖြစ်ကြရတယ်အဲဒီတော့ဘုန်းကြီးပြောလို့တာကတော့တာသမီတွေပေါ်အပူတက်တာခြင်းနဲ့ဆိုရင်တော့တာသမီတွေပေါ်ဥပိ္ပခာလဲထားပါဥပိ္ပခာလဲပွားပါယောဂီတို့ဒေဂါရမတို့မွေးထားတဲ့သားသမီးတွေကိုဒေဂါရမတို့ကမိဘအရင်လိုကိုယ့်ကိုယ်ကိုထင်နေတာတကယ်တော့ဒေဂါရမတို့ကမိဘအရင်မဟုတ်ပါဘူ ာဖဖို့တပည့်တော်ရဲ့တာသမီတွေတပည့်တော်မွေးထားတာလေအဲ့တော့ဟိုတပည့်တော်ကအဖေရင်အမေရင်ပဲလို့ပြောလိမ့်မယ်။အော်တကယ်တော့ကိုမွေးတဲ့တာသမီကိုကမိဘအရင်မဟုတ်ဘူး။တကယ်မိဘအရင်ကသူတို့ပြုထားတဲ့ကံပဲနော်။ဖခင်ကကံတာလင်မိဘကံတာလင်ဆွေမျိုးကံတာလင်အောက်ကိုရလို့ဟောတာလေ။ န္တာလင်မိပါကန္တာလင်ဆိုပြီးတော့ကန္တာလင်အားကိုရလည်းမြတ်စွာဘုရားဟောတာတယ်ဒီလိုဟောတာတဲ့အခါမှာအလုံးဒကာမများကကိုကဒီဘဝမှာဒီမိပါဒီသားသမီးရေဒီမိသားစုဆိုတာအတိတ်ဘဝကကုတုတွေအတူတူပြုခဲ့လို့ဒီဘဝမှာလာဆုံးတာနောက်ဘဝရောက်ရင်နောက်မိသားစုဖြစ်အောင်မှာပဲတူတူကိုကိုကွဲကြရအောင်မှာပဲတန်တရာတကွေးမှာလာဆုံးကြတာဖြစ်တယ် ဘောကအများတဲ့လိုက်ပြီးကြည်နေနိုင်မှာလည်းမဟုတ်ဘူးနောက်ဘောကမပြောနဲ့ဒီဘောကတော့အများတဲ့သာသမီတွေကိုမကြည်နိုင်ရှင်ကွဲကွဲတေကွဲကွဲရအောင်ပါအဲ့ဒီတော့ကိုကိုကိုမိဘအရင်လိုနားလည်နေတဲ့တတ်မှတ်ထားတဲ့အစိတ်ကိုပြုပြင်ရသူတို့ပြုရတဲ့ကံတားလေသူတို့ရဲ့မိဘပဲအဲ့ဒီတော့မိဘတွေကဘာဘာလုပ်ရမလဲသာသမီတွေပေါ်မှာမိဘဘုတ်တွေကကြည်ပြန်သွားဆောင်ရွက်ရမယ်ဒါပညာရေးမွေပေးတယ်ကြောင်းထားပေးတယ် ကိုရှာဝေရတဲ့ပစ္စည်းဥစ္စာအမွေပေးမယ်ဒီနောက်ခုနဲ့တော့မိဘဝတ်တရားမကြည်သေးဘူးအရေးကြီးဆုံးနောက်ဆုံးတစ်ခုဟာဘာသာရေးဓမ္မအမွေပါပေးဖို့လိုအပ်တယ်ဘာအမွေပေးဖို့လိုတာလဲဓမ္မအမွေတရားအမွေပေါ့ဗျာဒေတာသမီးတွေတရားတရားတွေရှိအောင်ရန်နာသုံးပါးရဲ့ကိုကျေးဇူးတွေတည်နာလေတန်ဖိုးထားအောင်အာဟုတ္တရေရှောင်းအောင်ကုတ္တကောင်းမှုတွေလုပ်ဖြစ်အောင်လုပ်တင်လုပ်တိုက်တာတွေလုပ်ဖြစ်အောင်တန်တရားဘေးမှာ တန်တရားမှာပဲလေးပါမကြအောင်စသည်ဖြင့်ဒီလိုမျိုးတွေတွင်တင်ဆုံးမထားရမယ်ဒါဒီဓမ္မအမွေပေးခြင်းပဲမိဘတွေကပညာရေးမွေဥစ္စာပစ္စည်းအမွေပေးရုံနဲ့မိဘဝတ်တွေကကြည်ပြီးလို့အများစုထင်နေကြတယ်အဲ့ဒါအမှန်တန်လွဲတယ်မိဘဝတ်တွေကတကယ်ကြည်ခြင်းရင်ဓမ္မအမွေတရားအမွေပေးမှဖြစ်မယ်တရားအမွေပေးမယ်ဟုတ်ပြီပညာရေးမွေပစ္စည်းဥစ္စာအမွေဓမ္မတရားအမွေပါပေးပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့မိဘဝတ္တရားကြည်သွားပြီတာသမီဝတ္တရားကြည်တာမကြည်တာတော့တို့တကန်နာတို့အပိုင်းဖြစ်သွားပြီအဓိကကိုယ့်ဝတ္တရားကိုကြည်အောင်နေဖို့ပဲကိုယ်စီရင်လာတော့ကိုယ့်ကိုရောင်းပြန်ဟတ်မှာပဲကိုကိုယ်တိုင်လည်းမိဘတွေကိုရိုသေခဲ့ချစ်ချစ်ခဲ့ခဲ့နေခဲ့တယ်ဆိုရင်ပြည့်စုံလုံကျွေးခဲ့တယ်ဆိုရင်ကိုမွေးတဲ့တာသမီကလည်းကိုယ့်ကိုချစ်ချစ်ခင်ခင်နဲ့ပြည့်စုံလုံကျွေးမှာပဲသူတော်ကျိုးပေးမှာကိုကိုယ်တိုင်ကမိဘတွေပေါ်မှာမလေးမစားမတင်မဲ့မြေလောက်ခဲ့မယ် ိဘကိုမလုပ်ချင်မပြည့်စုံခဲ့ဘူးဆိုရင်တော့ကိုသားသမီးလိန်မှာဖို့ဆိုတာတော့တိမ်မဖြစ်နိုင်ဘူးပေါ့ဗျာရေပုံးအဖြစ်ကွန်ပျူတာကကိုရှိပြန်လာပါပဲအဲ့ဒီတော့ယောဂီများတရားဓမ္မများအနေနဲ့ကဒီသားသမီးတွေဒီကိုဘကမိဘဝတ်တရားကြည်ပြစွာဆောင်ရွက်ပြီးနောက်ပိုင်းမှာစိုးရင်လည်းသူတို့ကံမယ်ကောင်းရင်လည်းသူတို့ကံသူတို့မိဘသူတို့ပြုတဲ့ကံနဲ့သူတို့သွားလိမ့်မယ်ဒါကြီးကိုလိုက်ပြီးလိုက်ပူနေရင်တော့ ကိုဒုက္ခကိုရှာတာပဲဘာလို့လဲဆိုတော့ဒီသားသမီးတွေရောမိဘတွေအများကြီးစိတ်ပူပူပူနေတယ်လိမ္မာတော့လေလိမ္မာလေးလျောက်မလိမ္မာတော့လေမလိမ္မာလေးလျောက်အဲ့စိတ်နဲ့တည်ရင်ဒေတာဘောက်တည်ရဲဖြစ်မှာပဲပိတ်တာဖြစ်မှာပဲကိုကတည်လို့သားသမီးတွေဆွဲတဲ့စိတ်နဲ့တည်လို့ပိတ်တာတည်ရဲဖြစ်ဖြစ်ပြီးကိုသားသမီးတွေကိုစိတ်မကြလို့လာရင်ဘယ်သားသမီးကလက်ခံမှာလဲဟာအဖေကလာချောက်တယ်အမေကလာချောက်တယ်ဆိုပြီးနှိမ်ထုတ်မယ် ဘလုံးမနေထလို့မြညတဲ့အတန်တွေကြအနှံ့တွေရခွေးတွေဥဟောင်းနေဆိုရင်နောက်ဆိုဖုန်ကြီးပင်ပြီးတော့ဒါပြိနေနှိမ့်ထုတ်ခိုင်းတာပဲနော်တော်တော်လေးတောင်းဝင်ကရစရာတရားကြစရာကောင်းတယ်ကြုံမှုတွေဖုန်ဖုန်တို့ခဏခဏဒီလိုမျိုးတွေအဲ့တော့ဖုန်ကြီးပြောလို့တာကတာတမီတွေကိုဆွဲလန်းတဲ့စိတ်နဲ့ဒါမေတ္တာထားပါတကယ်တော့မချစ်တာကောင်းပါဘူးဘယ်သူမှမချစ်မမုန်းဘူး တာသမီးတွေပေါ်မှာဆွဲလန်းတဲ့စိတ်တွေဖြစ်နေမှာအဲ့စိတ်နဲ့တည်ရင်တော့မိဘတွေပိတ်တာဖြစ်တယ်ဒီလိုပိတ်တာပြီးရင်ဘယ်သူမှလာခဲ့မှာမဟုတ်အဲ့ဒီဘွားရောက်သွားရင်ကြောက်စရာကြီးစာမယ်တောင်းမယ်ပိတ်တာဘွားရောက်သွားရင်နော်ဒီဘွားလည်းပူလောင်မယ်တည်ရင်လည်းဒုက္ခရောက်မယ်ဒီချက်ဆိုရင်ပိတ်တာဖြစ်အောင်မယ်ဘာမှမကောင်းအဲ့ဒီတော့တာသမီတွေပေါ်မှာမိဘဝတ်တရားကြည့်ပြီးတော့နေပညာရေးမွေတမအမွေနော်ပစ္စည်းဥစ္စာအမွေပေ ကျန်တာကဥပ္ပခာနဲ့နေလိုက်တော့ကောင်းလာလေသူတို့ကောင်းကောင်းရင်လည်းဝမ်းတာပေးလေဒီမကောင်းတော့လေတာဝန်ကရလေဩသူတိုင်းနဲ့သူတိုင်းကိုပ္ပခာမိဘဝတ္တရားကြည်သွားပြီပြောစာရှိတာပြောဆုံးမစာရှိတာဆုံးမလောက်တာမလောက်တာသူတို့ကန်တာဒီပေါ်မှာလိုက်ခံစားမနေနဲ့တော့ပူတယ်ပူတယ်ဆိုပြီးစုပ်ကင်ထားရင်တော့ပူနေမှာပဲပူရင်လွတ်ချလိုက်ပေါ့နော်ပူလိုက်ရရောစုပ်ကင်ပြီးပူလိုက်တာတပြီးတော့ပူငင်းအောင်လုပ်ပေးပါအောင်ပြောလို့မရအောင်အပူငင်းတွေလွတ်ချလိုက် အခုငါသားငါသမီးဆိုပြီးစုပ်ကင်ထားတဲ့အစွဲကိုလွတ်ချငါသားငါသမီးမဟုတ်ငါကဒီဘွားမှာတို့ကငါနဲ့အတိတ်ကကုသိုလ်ပြုခဲ့လို့လားရေဆက်ပါခဲ့လို့ငါမိဘဖြစ်တာတကယ်မိဘအရင်ကတို့ပြုထားတဲ့တို့ကံပဲငါနဲ့တန်တရားမှာရေဆက်နီးလို့လားလာတွေ့နေတာပြီးသူ့လမ်းသူဆောင်ကိုလမ်းကိုလျှောက်ပဲသားသမီးဘောချစ်ပေမဲ့မေတ္တာပဲထားလိုက်ကိုယ်လောင်မှုတွေမပါအောင်အတတ်နိုင်ဆိုဥပ္ပကနဲ့နေကိုကကို ဆုံးမကိုကဆွဲလန်းတဲ့စိတ်ကိုမလျှော့ရင်တော့ပူလောင်နေမှာပဲ နော်အဲဒီတော့တာသူမီးတွေစိုးလာရတဲ့စိုးလာတဲ့အတိုင်းတို့တို့သွားလိမ့်မယ်ကောင်းလာလဲကောင်းလာတယ်သွားလိမ့်မယ်ကိုဖြစ်ချင်တိုင်းတော့ဖြစ်လာဖို့ဆိုတာမသေးကြဘူးဇာနှုန်းပြည့်မိပါတော့မိပါတွေဖြစ်စေချင်တဲ့အတိုင်းတာသူမီးတွေဖြစ်ဖို့မဖြစ်နိုင်ငါမွေးသားကပဲငါဖြစ်စေချင်တဲ့ဖြစ်ရမှာပေါ့ဆိုတော့အဲ့ဒီအတ္တအစွဲတွေကိုလျှော့ရမယ်ပြင်ရမယ်ဖယ်ထုတ်ရမယ်မိပါတွေကိုမွေးသားပဲကိုကမိဘရေးမဟုတ်ဘူးသူတို့ကံတဲ့သူတို့ပဲကိုဖြစ်စေချင်တဲ့မဖြစ်လာတဲ့အခါမှာပူပင်တော့ကတွေဒေါသတွေပြဘာဒတွေဖြစ်နေရော ကိုယ့်အကိုအကုသိုလ်တွေဖြစ်အောင်နော်အဲ့ဒီတော့ဒါသမီးတွေပေါ်မှာမိဘတွေအနေနဲ့ဥပေက္ခာနဲ့ချစ်ချင်းမုန်းချင်းကင်းစွာနဲ့မေတ္တာထားပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခာများဖြင့်နေနိုင်မယ်ဆိုရင်တော့ပူလောင်တဲ့စိတ်ရောသွားပါလိမ့်မယ်ဘုရားဖြစ်ကြပေးပါဗျာ